ုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီရင်ဟော့စတန်ချန်နယ်မှကြိုဆိုပါရစေ။ဒီနေ့မှာတော့တောက်ကြသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရဗီရင်မှဟောကြားထားသော1380ခုနှစ်ခုနှစ်အတွက်တနစ်စာဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။ အစီအစဉ်လေးမစခင်မှာတဝီးစေတနာတဝီးမြတ်တာဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေအတစ်တင်တိုင်းသိရအောင်လဲဘေးနာကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်တောက်ကြသားသမီးများအတွက်တနစ်စာ hostel ကံဤသဘောယခုနှစ်တောက်ကြသားသမီးများရဲ့ကောစာကံကတော့ယာဇအိမ်နေရာမှာတည်ရှိနေတာကြောင့်တောက်ကြသားသမီးအများစု ကံစာရာကောင်းမွန်စေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။ မူလဇာတာအသက်အပိုင်းအခြားနာမည်တိုက်ဆိုင်ကောင်းမွန်နေမယ်ဆိုရင်တော့ကိုရီကံအားတာမှုများရလာနိုင်ပါတယ်။ကံဆိုတာအလုံးစုံသည့်အတိုင်းတောက်ကြသားသမီးအားလုံးကို ကံတရားမျက်နှာသာပေးနိုင်ပေမဲ့စူးစားအားထုတ်မှုဆိုတဲ့လုံဆောင်မှုကြီးပါမလာရင်တောက်ကြခြင်းတူပေမဲ့အကျိုးခံစားရတာချင်းကွာသွားနိုင်ပါတယ်။ယခုနှစ်တောက်ကြသားသမီးများအနေဖြင့်ခန္ဓာကောင်းမွန်သော နေရာများသို့ဖိတ်ကြားခြင်းခံရတတ်တွားရောက်ရတတ်ပါသည် အတွေ့အကြုံသင်များစွာတွေ့ကြုံရတတ်ပြီးဘဝအတွက်အရေးပါတဲ့အသိပညာအတတ်ပညာရဲ့များရရှိတတ်ပါတယ်။ဩဇာတည်ရောက်မှုပုံမူပြေဝလာတတ်ပြီးချစ်ခင်လေးစားဂုဏ်ပြုခံရတာတွေကြုံရနိုင်ပါတယ်။အနှစ်နှစ်အလားလားကရီမန်းချက်များစတင်အကောင့်ထဲပေါ်ဆောင်ခွင့်များယခုနှစ်မှာရလာတတ်ပါတယ်။နမေကုံတည်င်းကောင်းလာသည့်အလျောက်မနာလိုသူများပါလာနိုင်ပါတယ်။ အတွေးခေါ်အကြံစီကောင်းများပေါ်တက်သလိုအစ်စ်အစန်းတီထွင်မှုများကိုတောက်ကြသားသမီးများကစတင်လာတတ်ပါတယ်။အစားတောက်ကောင်းများနဲ့ဘာသာရေးအသုံးဆောင်ပစ္စည်းများရရှိတတ်ပါတယ်။ယခုနှစ်တောက်ကြသားသမီးများအနေနဲ့နမေကုံတိတ်ခါပိုင်းတံမိုးထားဆောင်ထိမှုများလိုအပ်သလိုကာယကံပိုင်းဆောင်ထိတဲ့သောအခြေအနေများရှိပါတယ်။အောက်ပါကဏ္ဍတွေမှာထည့်ရေးပေးသွားပါလိမ့်မယ်။ဖြတ်ထိုးညံအားကောင်းတက်သောကာလဆိုတော့တိတ်တော့ပူစရာတော့မလိုပါ။ ဆိုတော့အကုံချုံပြောရရင်ယခုနှစ်တောက်ကြသားသမီးအများစုကံကောင်းကြမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်။လူမှုရေးရဝေးနေရာတွေမှာအကျိုးပြုတတ်သောနှစ်လို့ဆိုရပါလိမ့်မယ်။ရဝေးမှာရှိတဲ့သူများနဲ့ပို၍အစဉ်ပြေအကျိုးရတတ်ကြပါတယ်။မိမိသွားခြင်းတဲ့နေရာများခမ်းနားသောနေရာဌာနများသို့သွားရောက်ခွင့်ရတတ်ပါတယ်။ယခုနှစ်တောက်ကြသားသမီးအများစုက တွန်းတွန်းတိုက်တိုက်စေတနာထားလာတတ်ကြပါတယ်။တနာစိတ်အာနာစိတ်များပို၍ပေါ်လာတတ်ကြပါတယ်။မူလဇာတာမှာဒီအချက်တွေအားနည်းနေတဲ့သူဖြစ်ပြီးတော့ယခုနှစ်မှာတေချာပေါက်ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ဒီနှစ်ထဲမှာတောက်ကြသားသမီးအများစုယင်းဤကျွမ်းဝင်ချစ်ခင်ရသောသူတချို့နဲ့ဝေးကွာသွားရတတ်ပါတယ်။အလုတ်ကိစ္စကြောင့်ပဲဖြစ်ဖြစ်လူမှုရေးကြောင်ပဲဖြစ်ဖြစ်ဒီကိန်းကိုကြုံရနိုင်ပါတယ်ရဝေးနေမိတ်ဆွေများရဲ့အကျိုးပြုမှုခံစားရတတ်ပါတယ် ယခုနှစ်တောက်ကြသားသမီးများတတိပြုเสียအချက်တစ်ခုတနာခြင်းအားနာခြင်းကိုအကြောင်းပြု၍ဂျားဝင်ကူညီပေးတာတွေအာမခံပေးတာတွေတာဝန်ယူလုပ်ကင်ပေးတာတွေရှင်ကျင်ရပါလိမ့်မယ်။ဘာသာရေးမင်္ဂလာရေးအခန်းကဏ္ဍတွေမှာလည်းအကြီးအမှုအဖြစ်လှုပ်ဆောင်ကူညီပေးရတတ်ပါသည်။လူမှုရေးကဏ္ဍတွေမှာနမေကုံတိတ်ခါပိုင်းကို တိုက်ခိုက်မှုတွေပြုလုပ်ခြင်းခံရတတ်ပါတယ်။ချစ်ခင်ရသူတချို့ထင်မြင်လွဲမှားမှုကိုကြုံရနိုင်ပါတယ်။အနောက်မြောက်အရက်က လူဝင်လူထွက်သတိပြုပါအနည်းဝန်းကျင်မှာမင်္ဂလာကိစ္စများကြုံရလာရတတ်ပါသည်မိษွေဟောင်းများလေးစားအားကြရသူများနဲ့ပြန်လည်ဆောင်ရတတ်ပြီးချစ်ခင်ရသူတချို့နဲ့ဝေးကွာသွားရတတ်ပါသည်ယခုနှစ်တောက်ကြသားသမီးများအနေဖြင့်ရေရှည်တီလိုသောကိစ္စတွေလှုပ်ဆောင်သည့်အခါဗုဒ္ဓဟူးနေ့များတွင်ပြုလုပ်ခြင်းရှောင်ကျဉ်ရမည်ကာယကံဆောင်ထင်းတဲ့သောနှစ်ဖြစ်တာကြောင့်လှုပ်ဆောင်မဲ့ကိစ္စတိုင်းမှာကာယကံမှုအမှားများမပြုမိအောင်အချိန်ယူစဉ်းစားသုံးသပ်ပြီးမှလှုပ်ဆောင်ပါ လွယ်လောက်တာရန်လောက်တာမျိုးတွေတတိပြုရမယ်နှစ်ပါအတွေးခေါ်ယူဆကောင်းများပေါ်တတ်ပါသည် နောက်ခံကထောက်ပံ့ကူညီပေးတတ်သောသူများနဲ့ဆောင်ရနိုင်သည်စီးပွားရေးယခုနှစ်တောက်ကြသားသမီးများရဲ့စီးပွားရေးကဏ္ဍမှာတော့လုပ်ငန်းအလုပ်ကိုင်များလုပ်ကိုင်ရအစဉ်ပြေချောမွေတိုးတက်လာခြင်းအကျိုးစီးပွားရှာဖွေရလွယ်ကူလာခြင်းချစ်ခင်သူများရဲ့ထောက်ပံ့ကူညီပေးမှုများရရှိခြင်းစသည့်စီးပွားရေးကဏ္ဍမှာတိုးတက်မှုများရရှိလွယ်ကူနိုင်သောနှစ်ဖြစ်ပါသည် ရဝေးမှာစီးပွားရှာဖွေနေသူများလူမျိုးကြားတို့နဲ့ဆက်ဆက်သော လုပ်ငန်းများလုပ်ကိုင်နေသူများနိုင်ငံရဲ့ခြားမှာစီးပွားရှာဖွေနေသောတောက်ကြသားသမီးအများစုအကျိုးပေးအဆင်ပြေလာတတ်သောနှစ်တစ်နှစ်ဖြစ်ပါတယ်။ ယခုနှစ်တောက်ကြသားသမီးများရဲ့အကျိုးစီးပွားဟာရဝေးမာတဲ့နေတက်သောနှစ်ဖြစ်တာကြောင့်အနီးနားမှာစီးပွားလုပ်ငန်းများလုပ်ကိုင်တာထက်ရဝေးမာရှိသောလုပ်ငန်းများလှုပ်ဆောင်ခြင်းကပို၍အကျိုးပေးအဆင်ပြေနေပါလိမ့်မယ်။ရဝေးနဲ့ချိတ်ဆက်လုပ်ကိုင်ရသော လုပ်ငန်းများအထူးကောင်းမွန်ပါလိမ့်မယ်။ယင်းနည်းမြုံနံမှုငွေကြေးပိုင်းမှာချေးငားယူ၍ယင်းနည်းချင်းသတိပြုဖို့လိုအပ်သလိုစွန့်စားလုပ်ကိုင်ရမယ့်အနေအထားတွေကိုသတိပြုရပါမယ်။ အလုတ်ကင်အပြောင်းလဲဖြစ်ခြင်းအလုတ်ကိစ္စများနဲ့ပတ်သက်ပြီးခီးထွက်ရခြင်းများကြုံရတတ်ပါတယ်။အကျိုးစီးပွားလည်ပတ်မှုအားကောင်းတတ်သော ကာလမျိုးဖြစ်တာကြောင့်စီးပွားကဏ္ဍမှာအကျိုးရှိရှိရင်းနှီးသုံးချတတ်ဖို့လိုအပ်ပါတယ်။ယခုနှစ်တောက်ကြသားသမီးအများစုအလုတ်ရှုပ်အလုတ်များတက်ကြသောကံနေထားမျိုးဖြစ်တာကြောင့်အမြဲတခုမဟုတ်တခု လုတ်ကင်လာတက်ကြပါတယ်။အလုတ်ရှာဖွေနေသူများနည်းနည်းဝေးတဲ့နေရာများမှာအလုတ်ရတက်ကြပါတယ်။ လုပ်ငန်းပိုင်းတိုးချဲ့မှုများလုပ်ငန်းချဲ့ထွင်မှုများပြုလုပ်လာတတ်ကြပါသည်။ယခုနှစ်ကာလတွင်အုပ်ချုပ်ရေးဆောင်ရသောလုပ်ငန်းများပညာရေးလုပ်ငန်းများတည်ယူပို့ဆောင်ရေးလုပ်ငန်းများအကျိုးဆောင်လုပ်ငန်းများလေးလာတင်ယူရေးလုပ်ငန်းများစည်ရင်းစစ်စည်ရင်းကိုင်လုပ်ငန်းများစားတောက်ကုန်လုပ်ငန်းများဝန်ထမ်းလုပ်ငန်းများအဆင်ပြေတိုးတက်လာနိုင်ပါသည်။ယာရုတုနေရာပြောင်းလို့သူများဖို့ယခုနှစ်ကအခါခွင့်ကြုံရတတ်တဲ့နှမျိုးဖြစ်ပါတယ်။ယခုနှစ်လောင်းကစားလုပ်ငန်းများနဲ့ အခြေငါများတတိပြု၍လှုပ်ဆောင်တင်သည်ဘာပဲဖြစ်ဖြစ်ယခုနှစ်ဟာတောက်ကြသားသမီးများစုအကျိုးစီးပွားရှာဖွေရာမှာလွယ်ကူလာနိုင်သော နှစ်တစ်နှစ်ဖြစ်ပါသည်မိသားစု၏ယခုနှစ်တောက်ကြသားသမီးများရဲ့မိသားစုကဏ္ဍပိုင်းကတော့ကောင်းမွန်သောအနေအထားမှာတည်ရှိနေပါတယ်ပြီးခဲ့သည့်နှစ်ကာလကမိသားစုပြဿနာများရှိခဲ့မယ်ဆိုရင်တောင်ဒီကာလမှာပြန်လည်အဆင်ပြေသိမြတ်ဖို့အခွင့်သာနိုင်ပါလိမ့်မယ် နေအိမ်အလူကိစ္စများမင်္ဂလာကိစ္စများပြုလုပ်ရတတ်သည်နေအိမ်ရှိအကြီးအကဲအုပ်ချုပ်သူရဲ့အကျိုးဖြစ်ထွန်းမှုများယခုနှစ်တွင်ကြုံတွေ့ခံစားရမည် စီးပွားငွေကြေးအကြောင်းပြုပြီးမိသားစုကြားစကားပြောဆိုရတာတွေရှိတတ်သလိုအငွေကိစ္စအလုံးနေရာနဲ့ဆက်ဆက်ပြီးညှိနှိုင်းမှုကိစ္စများဖြစ်ပေါ်လာတတ်ပါသည်နေအိမ်ကိုအနောက်မြောက်အရက်တောင်ရက်များကခြေလေးချောင်းအဝင်မတင်ပါလူဝင်လူထွက်တတိပြုရပါမည် နေအိမ်နီးဝင်းကျင်အနီးကသူတွေနဲ့လည်းအဆင်ပြေသေးမြတ်အောင် နေထိုင်ခြင်းဆွေမျိုးနီးဆက်သူတချို့နဲ့လည်းအတိုက်ခံမရှိအဆင်ပြေအောင်နေထိုင်နိုင်ခြင်းကမိမိအတွက်အကျိုးများစေသလိုမိသားစုဝင်များအတွက်လည်းအကျိုးရှိစေမှာဖြစ်ပါသည် ယခုနှစ်အလုပ်ကိစ္စနဲ့မိသားစုကြားရွေးချယ်မှုများပြုလုပ်ရတတ်သော ကာလဖြစ်ပါသည်မိသားစုကိစ္စများဦးစားပေးရင်အလုပ်ကိစ္စလင်းဟင်းမှုများရှိတတ်သလိုအလုပ်ကိစ္စဦးစားပေးပြန်တော့မိသားစုနဲ့ဝေးကွာသွားတတ်တာမျိုးတွေကြုံရလွယ်တဲ့ကာလမျိုးဖြစ်ပါတယ်ငွေကြေးကံယခုနှစ်တောက်ကြသားသမီးများရဲ့ငွေကြေးကဏ္ဍကတော့ကောင်းမွန်သော ကာလဟု ဆိုနိုင်ပါတယ်နိုင်ငံရဲ့ခြားရဲ့ဝေးမှငွေများရတတ်ပါတယ် ငွေဝင်လွယ်ထွက်လွယ်သောအခြေအနေမျိုးတွေနဲ့လည်းကြုံကြိုက်တတ်ပါတယ်။သတိပြုစရာကမောင်းကစားလုပ်ခြင်း၊ချင်းငါခြင်းသတိပြုရပါမယ်။စားတောက်လို့ကုန်တာထက်မှားလို့ကုန်တာမျိုးတွေကြုံတတ်သောနှမျိုးပါငွေပေးငွေယူစင်ကျင်သင့်ပါသည်။နေရာကိစ္စ၊မိသားစုကိစ္စများအတွက်ငွေထွက်တတ်ပါတယ်။6လပိုင်း၊7လပိုင်းကာလတွေမှာငွေလုံးရင်းဝင်ရောက်လာတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးအားနာခြင်း၊တနာခြင်းမပြတ်မသားလုပ်ခြင်းလုံးဝစင်ကျင်မှာ ထီကန်တွေကတော့ကန်စန်းတင့်ယုံလောက်ကန်စန်းပါ နိုင်ငံခြားထီကန်တွေပိုကောင်းတက်ပါတယ်ငါးကနန်းတကနန်းကျွေးများတောင်းရခတ်နိုင်ပါတယ်၆ကနန်းသုံးကနန်းခုနှစ်ကနန်းငွေကြေးဝင်ရောက်ပါမယ်ယခုနှစ်တောက်ကြသားသမီးအများစုရဝေးမှငွေကန်အားကောင်းမွန်လာကြောင့်ရဝေးမှရစရာရှိသောငွေကြေးများရှိပါကယခုနှစ်ဝင်ရောက်လာခြင်းကြုံရနိုင်သော ကာလမျိုးဖြစ်ပါတယ်ကျမ်းမာရေးယခုနှစ်တောက်ကြသားသမီးများရဲ့ကျမ်းမာရေးကဏ္ဍကတော့ စိတ်ဆောင်သောနှစ်ဖြစ်တာကြောင့်တော်ယုံနဲ့ဖြားနာခြင်းကျမ်းမာရေးညံ့ခြင်းမရှိနိုင်ပါစိတ်တက်ကြအားလျှော့လိုက်တာနဲ့လုံးဝညံ့သွားတက်ကြပါရယ်ဘာပဲဖြစ်ဖြစ်ယခုနှစ်တောက်ကြသားသမီးများအာယုအားနည်းနေသော ကာလဖြစ်တာကြောင့်ကျမ်းမာရေးလိုက်စားဖို့ဂယုဆိုင်ဖို့တော့လိုပါဦးမယ်လေဝမ်းပိုက်မျက်စိနှလုံးအယိုးအစ်စ်နေရာများမှာကျမ်းမာရေးအငြင်းခံရှိသူများပို၍ဂယုဆိုင်တင်ပါရယ် ကျမ်းမာရေးအတွက်အစားအသောက်သတိပြုဖို့ကအပူဆက်များအေးတဲ့အစားအစာများရောစားပါအရှိမောက်အရက်များမှာနေထိုင်ခြင်းဆေးပြခြင်းယခုနှစ်ဆင်ခြင်းမှာကျန်းမာရေးညံ့သော ကာလတွေမှာလိန်မော်ရောင်နဲ့အညိုရောင်များကိုဝတ်ဆင်ခြင်းရှောင်တင်ပါသည်ယခုနှစ်တောက်ကြသားသမီးအများစု ကျန်းမာရေးရနာတွေမှာ စိတ်ကအဓိကဖြစ်နေတာကြောင့်စိတ်ပျော်ရွှင်အောင်နေဖို့စိတ်တက်ကြခြင်းနဲ့စိတ်ဖိစီးစေသော အရာများမဖြစ်အောင်ဂရုစိုက်ပေးသင့်သည်ကျန်းမာရေးရအနေနဲ့တန်ဃာတော်များသို့မဟုတ် အသက်ကြီးသူများအားစေဝါလှူဒန်းခြင်းအကုသိုလ်ပြုသင့်ပါသည်အချစ်ရေယခုနှစ်တောက်ကြသားသမီးများရဲ့မေတ္တာရေးကဏ္ဍကတော့မတီးငြိမ်မတီးမြဲသောသဘောကို ဆောင်နေသော ကာလဖြစ်ပါတယ်တောက်ကြသားသမီးအများစုကယခုနှစ်မှာခြေရသူတွေနဲ့အနေဝေးရတာတွေအဆက်အသွယ်ပြတ်တောက်မှုတွေကြုံလာရတတ်ပါတယ် ယခုနှစ်အချစ်ကိုရှာဖွေနေသောတောက်ကြသားသမီးအများအနေဖြင့်မေတ္တာရေးကံညံ့တက်ပြီးမမြဲတဲ့အခြေအနေမျိုးတွေရှိနေတာကြောင့်အချစ်မကောင်းသောသူတွေနဲ့တွေ့ရတဲ့ကြုံတက်တာကြောင့်ယခုနှစ်တောက်ကြသားသမီးများအချစ်ကိုရှာဖွေရန်မသင့်သောအနေထားပါ အခြေအနေမတူပုံစံမတူလူမျိုးမတူဘာသာမတူ စသည့်တမျိုးမျိုးမှာဖြစ်ဖြစ်တမျိုးထက်ပို၍ဖြစ်ဖြစ်မတူညီသောသူမျိုးနဲ့ဆုံရတက်ပြီးအမြဲတမ်းညှိယူနေရတဲ့အခြေအနေမျိုးတွေကြုံရတတ်ပါတယ်မိမိဘက်ကသာ ဖြည့်ဆည်းပေးရတက်ပြီးတယူတန်တက်သောသူမျိုးမိမိစကားမအောင်သောသူကိုမှပတ်သက်ဆက်နွယ်မိတတ်ကြပါတယ်မချစ်တဲ့မမျက်နှိုးတဲ့သူကိုမှကိုမိုးတွေတာမိစေတတ်သောနှမျိုးဖြစ်ပါတယ်ယခုနှစ်တောက်ကြသောသမီးများထဲမှာ အနေနီးသောချစ်သူဆောင်တွဲများကတော့ယခုနှစ်အကြောင်းမျိုးမျိုးကြောင့်အနေဝေးကွာစေသောကံမျိုးနဲ့ကြုံစေရနိုင်ပါတယ်။အနေဝေးနေတဲ့သူတွေကတော့အဆက်အသွယ်ပြောဆိုနှဲပါပြီးအေးဆက်လာတတ်ပါတယ်။ယခုနှစ်တောက်ကြသားသမီးအများစုမြစ်တာရေးမှာချစ်သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစိတ်ခံစားချက်များရှည်ရမ်းမတင်သင့်သလိုချစ်သူနှစ်ဦးကြားအရွယ်တိုက်တာတွေ နမေကုံတိတ်ခါထိခိုက်စေသောအရာများပြုလုပ်မိတာတွေမဖြစ်အောင်ဂရုပြုရမယ့်ကာလမျိုးဖြစ်ပါတယ်။မေတ္တာရေးအဆုံးသက်ကာလမျိုးလည်းဖြစ်တာကြောင့်အနှစ်နှစ်အလားလားကဘဝမပြုနိုင်တဲ့သူတွေအနေနဲ့ယခုနှစ်မှာ ပြတ်သားတဲ့အနေထားမျိုးတွေဆုံးဖြတ်ချက်တွေကိုချလာနိုင်ပါလိမ့်မယ်။ယခုနှစ်တောက်ကြသားသမီးတွေကမေတ္တာရေးအားနည်းနေသောကာလတွေမှာလိမ္မော်ရောင်နဲ့အစိမ်းရောင်အနက်ရောင်များကိုမတုံးဆွဲတဲ့မှာ အချစ်ကိုမရှာဖွေဘဲတယောက်တည်းဖြစ်တန်းတင်သောကာလဖြစ်ပြီးချစ်သူဆုံးလွဲများကတော့မြစ်တာရေးမှာတစ္ဆာရှိဖို့အချင်းတရားကောင်းမှုဖို့တူဦးနဲ့တူဦးကြားစိတ်ခံစားချက်များကိုနားလည်မှုအပြည့်အဝထားပေးတင်သော နှစ်တစ်နှစ်ဖြစ်ပါသည် အိမ်ဆောင်ရေးယခုနှစ်တောက်ကြသောသမီးများရဲ့အိမ်ဆောင်ရေးကဏ္ဍကတော့ စင်ကျင်စရာလေးတွေများတတ်သော ကာလဖြစ်ပါတယ်။နေရွယ်သောတောက်ကြသားသမီးအိမ်ောင်တွေများသူ့နေရာကိုးနေရာနေရာလူပြက်တနာတွေဖြစ်ပွားတတ်သလိုငွေကြေးကိစ္စများကြောင့်လည်းအိမ်ောင်ရေးပြက်တနာများစတင်တတ်ကြပါတယ်။ပြဿနာစပြီးကာလအတွင်းမှာပဲအိမ်အောင်ရေးမှာကြားလူဝင်ရောက်စုဖက်မှုများပေါ်လာတတ်ပါတယ်လူငယ်တွေစိတ်ဆက်စိတ်မြန်တက်တာကြောင့်တီးခံစိတ်အားနည်းတတ်သောတောက်ကြသားသမီးများယခုနှစ်အိမ်အောင်ရေးပြဿနာများဖြစ်လွယ်တတ်ကြပါတယ် ယခုနှစ်တောက်ကြသားသမီးအများစုအိမ်ဆောင်ရေးမှာစိတ်မြန်လက်မြန်ရှိခြင်းစိတ်ဆက်လွယ်သောကာလမျိုးလည်းဖြစ်တတ်ပါတယ်ယခုနှစ်ဟာအိမ်ဆောင်သည်တောက်ကြသားသမီးတချို့ကတော့အလုပ်ကိစ္စများအကြောင်းပြု၍ဝေးကွာခွဲခွာရတတ်ပါတယ်အနေဝေးနေတဲ့အိမ်ောင်တွေများကတော့နှစ်ဦးကြားပြဿနာဖြစ်စေနိုင်သောစကားများပြောဆိုခြင်းသတိပြုဖို့လိုအပ်သလိုစိတ်ဆိုးလွယ်မှုတယူတန်မှုအရွယ်တိုက်တာတွေသတိပြုဆင်ခြင်သင့်ပါတယ်။သို့တော့ယခုနှစ်မှာတော့ အနေဝေးနေတဲ့အိမ်ထောင်တဲတောက်ကြသားသမီးများကအိမ်ထောင်ဘက်ရဲ့အကျိုးခံစားရလွယ်တက်ကြပါတယ်။အနေနီနီဝေးဝေးအ धिक သတိပြုရမှာကအရွယ်တိုက်တက်တဲ့တောက်ကြသားသမီးအများစုသတိထားပါအရွယ်တိုက်ပါများရင်ပြန်နေမရတဲ့အခြေအနေမျိုးတွေကြုံကြရတတ်ပါတယ်။ တယောက်ခံစားချက်တယောက်အလေးထားပေးပါ စိတ်ရှည်တီးခံပေးပါစိတ်ခံစားချက်ကိုရှည်ရန်တင်ရင်မားလွယ်တက်သောကာလမျိုးဖြစ်တတ်တာကြောင့်ဂယုပြုစင်ကျင်ကြပါယခုနှစ်တောက်ကြသားသမီးများရဲ့အိမ်တော်ရေးကံမှာဗုဒ္ဓဟူသားသမီးတောက်ကြသားသမီးတနင်္ဂနွေသားသမီးများအစဉ်မပြေဖြစ်လွယ်တက်ပါရယ်ယခုနှစ်တောက်ကြသားသမီးအများစုအိမ်တော်ရေးမှာညံ့လွယ်တက်တာကြောင့်ပေါ်ပြပါအချက်များဂယုပြုပေးနိုင်ရင်တော့အစဉ်ပြေမဲ့ကံအကြောင်းတရားများကိုရလာနိုင်ပါရယ် ပညာရေးယခုနှစ်တောက်ကြသားသမီးများရဲ့ပညာရေးကဏ္ဍမှာတော့အခွင့်သာကံကောင်းတတ်သောနှစ်လို့ဆိုရပါလိမ့်မယ်။ အတိပညာအတက်ပညာများတိုးပွားလာတတ်ပါれပညာသင်စုထူးကျွန်စုပညာရေးအထောက်ပံ့ကောင်းများကိုရရှိတတ်သောကာလဖြစ်ပါれပညာသင်ကြားလိုသူများလေးလာသင်ယူနေသူများအထူးခွင့်လန်းများရရှိတတ်ပြီးပညာသင်ကြားခွင့်တက်ရောက်ခွင့်များရတတ်သောနှစ်ဖြစ်ပါれပညာရေးဖြည့်ဆို့မဲ့ကာလမျိုးမှာဖြစ်ဖြစ်အင်တာဗျူးဖြည့်ဆို့နေသောအခါမျိုးမှာပဲကြုံကြုံအစိမ်းရောင်များကိုဝစ်ဆင်မှုရှောင်ကျဉ်သင့်ပါသည် နန္တာယောင်ဝါညိုယောင်နှင့်ခယန်းပြာယောင်များကိုအဓိကဝစ်စင်သုံးဆွဲတင်ပါသည်တင်နန်းကိစ္စဆောင်မေးပွဲကိစ္စအင်တာဗျူးကိစ္စစသည့်ပညာရေးနှင့်ဆက်ဆက်သောကိစ္စများယခုနှစ်တောက်ကြသားသမီးအများစုအောင်မြင်အဆင်ပြေနိုင်သောကံအထောက်အပံ့ကောင်းများကိုရရှိနိုင်သော နှစ်တစ်နှစ်ဖြစ်ပါသည်ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များအယောင်ဆောင်ရံအယောင်မှာဝါညိုယောင်ခရမ်းပြာယောင်နန္တာယောင်တို့ဖြစ်ပါတယ်။ရှောင်းရံအယောင်မှာအစိမ်းယောင်တို့ဖြစ်ပါတယ်။ အရသာဆောင်ရံအရသာမှာအဖန်ချိုလို့ဖြစ်ပါတယ်။ရှောင်ရံအရသာမှာအပူဆက်တို့ဖြစ်ပါတယ်။အရက်မျက်နာကောင်းသောအရက်မှာအနောက်အရက်မြောက်အရက်တို့ဖြစ်ပါတယ်။သတိပြုရံအရက်မှာအနောက်မြောက်အရက်ဖြစ်ပါတယ်။နေများကောင်းသောနေများမှာဇာတာပရေတောက်ကြတို့ဖြစ်ပါတယ်။သတိပြုရံနေများမှာဗုဒ္ဓဟူအင်္ဂါတို့ဖြစ်ပါတယ်။ကဏ္ဍများအကျိုးပေးသောကဏ္ဍများမှာ၅၆ကဏ္ဍများဖြစ်ပါတယ်။ အကျိုးမပေးသောကဏန်းများမှာ48ကဏန်းများဖြစ်ပါれရရနေဖျားအလုတ်ခန်းစသည့်နေရာများတွင်တပြေပန်းကိုလမ်းနေအောင်ထိုးထားပါတရက်ယူများတရက်တီးများမကြမကြလူပေးပါဖျားเจ้าဆောင်မှာပန်းရှစ်မျိုးဖြင့်ပန်းငွေရာလေးလူပေးပါနေ့ယခုနှစ်အတွက်ဆောင်ရဏနာအနေနဲ့ပလဲဖြူနီလာစသည်တဲကအစဉ်ပြေရာကိုအ धिक သုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်းလူချစ်လူခင်ပေါ်များခြင်းလက်လာဘကြွယ်ဝခြင်းများရရှိပါမည် ုံးငွေကြေးကိစ္စများအတွက်နွမ်းပါသူများကိုဒါနပြုပါအလုပ်ကိစ္စများအတွက်ရေကုသို့ပြုပေးပါတန်ရှင်းရေကုသို့ပြုလုပ်ပါပညာရေးကိစ္စများအတွက်ပဋ္ဌာန်းရုပ်ဖတ်ပူဇော်ပါတောင်းကြသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစမ်းမာချမ်းသာကြပြီး ကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတောက်ကြသားသမီးများအတွက်အကျိုးရှိပါကကိုမတ်မာတခုခုရေးခဲ့ပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့သောမိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဗီရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဗီရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဗီရင်လက်ပွင့်ရာအစီအရင်နဲ့ခုနှစ်ရက်သားသမီးနေဆိုဟောစတန်းတွေကို ပုံမှန်တင်ဆက်ပေးနေလို့စကရိုက်လေးနှိပ်ပြီး အစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်။